မင်္ဂလာပါခင်ဗျရောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပြည်နေတဲ့တိုင်းအသီးသီးကလူငယ်တွေကိုအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းဖို့လက်ကျင်ရေးတပ်တွေတဲခေါ်သွားပြီးမိုဘိုင်းဖုန်းတွေလုံးဝအသုံးပြုခွင့်မပေးတဲ့ပြင်မိသားစုနဲ့ပါအဆက်အသွယ်လုပ်ခွင့်မပေးဘူးဆိုပါလေ။ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာရှိတဲ့တရုတ်ရေနံပိုက်လိုက်နီးမှာစစ်ကောင်စီကပစ်လိုက်တဲ့လက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲနေပြီးစစ်တပ်ကရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ပြည်နယ်နဲ့တိုင်းအသီးသီးကလူငယ်တွေကိုအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းဖို့လေ့ကျင့်ရေးတက်တွေတဲခေါ်သွားပြီးမိုဘိုင်းဖုန်းတွေလုံးဝအသုံးပြုခွင့်မပေးတဲ့အပြင်မိသားစုနဲ့ပါအဆက်အသွယ်လုပ်ခွင့်မပေးဘူးလို့စစ်သားအဖြစ်စုဆောင်းခံရတဲ့လူငယ်တွေရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်တန်လင်းမြို့နယ်မှာဆိုရင်အောင်ချမ်းသာရက်ကွက်ကလူငယ်တချို့ကိုအကြမ်းဖက်စစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကနေစစ်မှုထမ်းဖို့အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းတဲ့အချိန်မှာလဲအဝိအစားတချို့ကိုပါယူခိုင်းပြီးမိုဘိုင်းဖုန်းကိုယူခွင့်မပေးဘူးဆိုပါတယ်ဒါပြင်တန်လီမျိုးနဲ့လက်ရက်စန်းချေးရွာအုပ်စုမှာလဲမတ်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်မှုထမ်းမဲ့လူငယ်တွေကိုဆေးစစ်မဲလို့ပြောပြီးအကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားပြီးတော့အဖမ်းခံရတဲ့လူငယ်အရေအတွက်များတယ်လို့လဲတန်လီမျိုးနေပြည်သူတို့ကပြောထားပါတယ်ဒါပြင်မန္တလေးမျိုးမှာလဲမတ်လ29ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ84လမ်း42လမ်းနဲ့42လမ်းအကြားမင်းဆန်ရက်ွက်ကို ညာကြီးပိုင်းမှာစစ်ကားတွေရောက်လာပြီးလူငယ်၄ယောက်ကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့အတင်းအကျပ်ခေါ်ဆောင်သွားတယ်လို့မိဘတွေကဘယ်ကိုလိုက်ရမှန်းမသိပဲငိုယိုနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။အလားတူနေပြည်တော်မှာလည်းစစ်မှုထမ်းရမယ်ဆိုပြီးအကျံဖတ်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီးရဲကားတွေနဲ့လက်ချင်ရေးတပ်တွေစီပို့ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ပြည်နယ်နဲ့တိုင်းအသီးသီးကလူငယ်တွေကိုအကျံဖတ်စစ်တပ်ကစစ်မှုထမ်းဖို့အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်တာတွေတောက်လျှောက်လုပ်နေပြီး လေ့ကျင့်ရေးတက်တွေနဲ့အတင်းအကျပ်ပို့နေသလိုအပုတ်ခံရတဲ့လူငယ်တွေကိုလည်းမိုဘိုင်းဖုန်းတွေလုံးဝအသုံးပြုခွင့်မပေးတဲ့အပြင်မိသားစုနဲ့ပါအဆက်အသွယ်ဖြတ်ထားတယ်လို့အဖမ်းခံရတဲ့လူငယ်တွေရဲ့မိဘဆွေမျိုးတွေကပြောထားပါတယ်ခင်ဗျဒီတစ်ခါရခိုင်ပြည်နယ်ဘက်မှာတော့အမ်းမြုံနယ်မှာရှိတဲ့တရုတ်ရင်းနှံပိုက်လိုက်နီးမှာစစ်ကောင်စီကပြစ်လိုက်တဲ့လက်နက်ကြီးကြီးတွေကြားရောက်ပတ်ကွင်းနေပြီစစ်တပ်ကရည်ရွယ်ချက်ရှိရှိပြစ်ခတ်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ် အန်ယူနယ်ကကျပ်ပတ်စစ်ကောင်စီတရင်တွေရှိတဲ့တမိုင်ဂုံးကနေပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာမတ်လ28ရက်နေ့ညပိုင်းမှာဆိုရင်တရုတ်ရင်းနှံပိုက်လိုင်းနဲ့တဘာဝတန်ဝေပိုက်လိုင်းတွေအနီးမှာကြက်ရောက်ပောက်ကွဲခဲ့တယ်ဆိုပါတယ်စစ်ကောင်စီတရင်တွေကအဲ့ဒီတရုတ်ရင်းနှံပိုက်လိုင်းတွေဘက်ကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့အဆက်မပြတ်ပြစ်ခတ်နေတဲ့အတွက်ပိုက်လိုင်းပောက်သွားမှာကိုပြည်သူတွေကစိုးရိမ်နေကြပြီပောက်သွားရင်ဒေသခံပြည်သူတွေအတွက်ပါအန္တရာယ်များတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခတိရှိရာအမ်းမြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့ရခိုင်တပ်တော်အေအေကြားတိုက်ပွဲတွေပြင်းထန်နေပြီးအဲဒီစစ်ကောင်စီရဲ့နပခစစ်ဌာနချုပ်ကိုလက်နက်ချဖို့ရခိုင်တပ်တော်အေအေကတတိပေးထားတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတခါရှမ်းပြည်နယ်တောင်ပိုင်းမှာတော့စီဆိုင်မြို့မှာအကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုဖမ်းဆီးပြီးတော့ပအုပ်ဝစ်စုံဝစ်ခိုင်းပြီးဓားပုံရိုက်တရင်မှာဖြန့်ဝေနေသလို မြေပြင်မှာတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးမြို့တွင်းကိုပြည်သူတွေမဝင်ရောက်ကြဖို့ဘို့မြို့သားလွတ်မြောက်ရေးတပ်မတော် PNL ကတတိပေးထားပါတယ်။မတ်လ28ရက်နေ့ကအကြပ်ဖက်စစ်တပ်ဟာပြည်သူလူထုကိုဖမ်းဆီးပြီးလူသားတိုင်းလုပ်ပြီးတော့စီဆိုင်မြို့တဲကိုဝင်ရောက်လာတဲ့အတွက်တော်လိုင်းရေးအင်အားစုတွေဟာပြည်သူတွေထိမှဆိုးတာကြောင့်တိုက်ခိုက်မှုမလုပ်ဘဲရှောင်ပေးခဲ့တယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးကနေတရားဝင်ထုတ်ပြန်ထားပါတယ်။အဲဒီမှာပြည်သူတွေကိုလူသားတိုင်းလုပ်ပြီးစီဆိုင်မြို့တဲဝင်လာတဲ့စစ်သားတွေဟာ စီဆိုင်မြို့တွင်းနေရာချို့မှာသူတို့ဖမ်းလာတဲ့ပြည်သူတွေကိုပအုပ်ဝစ်စုံပေးဝစ်ပြီးဓက်ပုံရိုက်ယူသွားပြီးမှတည်င်းအမားတွေဖြတ်နေတယ်ဆိုပါတယ်လက်ရှိမှာတော့စီဆိုင်မြို့ဟာစစ်ပွဲဇုံဖြစ်နေပြီးအကြမ်းဖက်စစ်တပ်ကစီဆိုင်မြို့ကိုပြစ်ခတ်ဖျက်ဆီးနေသလို PNL တပ်တွေနဲ့ပါတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အတွက်ပြည်သူတွေအနေနဲ့စီဆိုင်မြို့ဒဲကိုမဝင်ရောက်ကြဖို့ကိုလည်းဘောမျိုးသားလူမျိုးရေးတက်မတော် PNL ကနေတရားဝင်တတိပေးထားပါလိမ့်ခင်ဗျဒီတစ်ခါမကွေးတိုင်းဘက်မှာတော့ ကံကောမျိုးနယ်မှာရှိတဲ့မြောက်ခင်ရန်ကျေးရွာကပြူစောတိစစ်ကြောင်းကိုတော်လန်ရဲတပ်တွေကနေကြပြတ်တိုက်ခိုက်ရမှာပြူစောတိ၄ဦးသေသွားပြန်ပြီလို့ရော့ဒေတာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကနေသိရပါဗျ။မတ်လ29ရက်နေ့ကကံကောမျိုးနယ်မှာရှိတဲ့အကြပ်စစ်တပ်လက်အောက်ခံမြောက်ခင်ရန်ကျေးရွာကပြူစောတိစစ်ကြောင်းကိုတော်လန်ရဲတပ်ပေါင်းစုတွေကနေကြပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းပြူစောတိ၄ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြပြီးဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့ ပြူစောတီတွေဟာမြောက်ခင်ရဲ့ဂျေးရွာတဲ့ကိုထွက်ပြေးသွားကြတယ်လို့ရောဒေတာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဥက္ကဋ္ဌရဲဘော်ရောလေးကပြောထားပါတယ်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာတော့စလင်းကြီးမြို့နယ်ကံကုန်းဂျေးရွာကိုစစ်ကားနှစ်စီးဝင်ရောက်လာတဲ့အချိန်မိဖွားပြီးနိုင်ပိုင်းသာရှိသေးတဲ့ဂျေးရွာနေမျိုးသမီးတူသွေးလံပြီးတေဆုံသွားရတယ်လို့ငွေကင်းစားကလေးငယ်နဲ့၄နှစ်သားအရွယ်ကလေးငယ်တူကြံရစ်ခဲ့တယ်လို့ချင်းတွင်မြကန်းဘေးဂျေးရွာတပိတ်စစ်ကြောင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် မတ်လ29ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲအကြမ်းဖက်စစ်တပ်ကစစ်ကားနှစ်စီးနဲ့စလင်းကြီးမျိုးနဲ့ကန်ကုန်းကျေးရွာကိုဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီအချိန်ကျေးရွာနေပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်ကြတဲ့အခါကျေးရွာထဲမှာမိဖွားပြီးနိုင်ပိုင်းနာရှိသေးတဲ့ကျေးရွာနေအမျိုးသမီးတဦးဟာသွေးလန့်ပြီးတေဆုံခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အဲ့ဒီလိုတေဆုံသွားတဲ့အမျိုးသမီးမှာမွေးကင်းစားကလေးငယ်တဦးနဲ့လင်းနှစ်သားအရွယ်ကလေးငယ်တဦးကြံခဲ့တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျ တဖက်မှာတော့မြမရွှေဈေး45သိန်းကျော်လာတဲ့အချိန်ရန်ကုန်ရွှေအသင်းကနေလေပကားနဲ့ဈေးကစားတဲ့သူတွေကိုစစ်တပ်စီတရင်ပေးပြီးအရေးယူမယ်လို့ထုတ်ပြန်လိုက်တဲ့အပြင်ရွှေကုန်တွေကိုလည်းစာတုံးလုံးနဲ့စစ်တပ်ကခေါ်ယူစစ်ဆေးနေတယ်လို့လာတာမျိုးနဲ့မှရှိတယ်ရွှေကုန်တွေကပြောပါတယ်မြမရွှေဈေးဟာမီလီယံခောက်ရွှေတစ်ချက်သားကိုငွေကျပ်45သိန်းကျော်လာတဲ့အတွက်ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းကနေလီပကာရောင်းဝယ်တဲ့ဈေးကစားတဲ့သူတွေကိုစစ်တပ်စီတည်င်းပေးပြီးအရေးယူမယ်လို့ထုတ်ပြန်ကြေညာထားပါတယ် လက်ရှိဈေးကွက်အတွင်းမှာဖြစ်နေတဲ့အခောက်ရွှေတစ်ကြက်သား45သိန်းကျော်ဈေးနှုန်းဟာဈေးကွက်အတွင်းအယောင်ဝယ်မရှိတဲ့ဈေးနှုန်းသာဖြစ်တယ်လို့လည်းရန်ကုန်တိုင်းရွှေလုံငန်းရှင်အသင်းကဆိုထားပြီးလက်ရှိမှာလည်းလီပကဈေးကစားတဲ့တန်တရာရှိတဲ့သူတွေကိုတာဝန်ရှိအဖွဲ့အစည်းတွေကခေါ်ယူစစ်ဆေးနေပြီးရွှေလုံငန်းရှင်များအသင်းကနေဈေးကစားတဲ့သူတွေကိုစစ်တပ်စီတည်င်းပေးပြီးတိုင်ကြားမှာဖြစ်တယ်လို့လည်းကြေညာထားပြန်ပါတယ်လက်ရှိမြေပြင်မှာလည်းရွှေကုန်သည်တွေကိုစာတုံးလုံးနဲ့ဆိုင်ရဖကခေါ်စစ်နေပြီး အဲ့ဒီလိုသူတို့ခေါ်စစ်လဲဈေးကကျသွားမှာမဟုတ်တဲ့အပြင်လက်ရှိရွှေအသိန်းကကြေညာထားတဲ့ရွှေဈေး38သိန်းကျော်နဲ့ဘယ်သူမှအယောင်းဝယ်မလုပ်ကြဘူးလို့လဲလာတာမြို့နယ်မှာရှိတဲ့ရွှေကုန်တဲ့တူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အာဆီယံဘဏ္ဍာရေးနှင့်ဗဟိုဘဏ်ဥက္ကဋ္ဌများဖိုရန်ဆက်ဆက်အစည်းအဝေးတွေမှာအယွန်းကြီးကို တက်ခွင့်ပေးပြီးစစ်အုပ်စုကိုတားမြစ်ပေးဖို့ဒီဖက်မြန်မာဒီမိုကရေစီဘလက်မန်နီကမ်ပိန်းနဲ့ Global Myanmar Spring Revolution တို့ကနေအိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုလက်ချက်ပါတယ်။လာအိုနိုင်ငံမှာဧပြီလ၂ရက်နေ့ကနေ၅ရက်နေ့အထိကျင်းပမယ့်အာဆီယံဘဏ္ဍာရေးနဲ့ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမှာ UNG ကိုတက်ခွင့်ပေးပြီးစစ်အုပ်စုကိုတားမြစ်ပေးဖို့အာဆီယံနိုင်ငံတွေတရုတ်ဂျပန်တောင်ကိုရီးယားဩစတြေးလျဥရောပသမဂ္ဂနဲ့အမေရိကန်ပြည်ထောင်စုမှရှိတဲ့ဗန်နာရေးဝင်ကြီးတွေအပြင်ဗဟိုဘဏ်ဥက္ကဋ္ဌတွေစီကိုအိတ်ဖွင့်ပေးစာပေးပို့ပြီးတောင်းဆိုလိုက်ကြတာပါအဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာ လက်ရှိမြန်မာပြည်သူတွေရဲ့လူခွင့်ရေးအတွက်လူကြီးမင်းတို့အနေနဲ့ထောက်ခံမှု ပေးဖို့တောင်းဆိုပါတယ်ဆိုပြီးစတင်ထားသလိုလက်ရှိတရားမဝင်မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေလူအခွင့်ရေးချိုးဖောက်မှုတွေစစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကိုထောက်ပြထားတဲ့အပြင်လက်ရှိမြန်မာစစ်အုပ်စုဟာအကျင့်ပြတ်ချာဆမှုတွေနဲ့ရာဇဝတ်အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီးလက်ရှိမြန်မာစစ်အုပ်စုကြောင့်တိုင်းပြည်ရဲ့စီးပွားရေးနဲ့ငွေကြေးတန်ဖိုးကျဆင်းမှုအခြေအနေတွေကိုပါထောက်ပြပြောဆိုထားပါတယ်တစ်ဖက်မှာလည်း 2020ရွေးကောက်ပွဲကနေတဆင့်မြန်မာပြည်သူတွေမဲပေးရွေးချယ်တင်မြောက်ထားတဲ့အစိုးရကနေပေါက်ဖွားလာတဲ့လက်ရှိအမျိုးသားညွှန်ရေးအစိုးရ NUG ဟာမြန်မာပြည်သူလူထုအတွက်ကိုစားပြုတဲ့အစိုးရတည်းရဲ့ဖြစ်တာကြောင့်အခုကျင်းပမယ့်အာဆီယံဘဏ္ဍာရင်းနှင့်ဗဟိုဘဏ်ဥက္ကဋ္ဌများဖိုရန်ဆက်ဆက်အစည်းအဝေးတွေမှာ NUG ကိုတက်ခွင့်ပေးပြီးစစ်အုပ်စုကိုတားမြစ်ပေးဖို့ Defend Myanmar Democracy Blood Money Campaign နဲ့ Global Myanmar Spring Revolution တို့ကနေအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုလိုက်ကြတယ်လို့သိရပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ